တရားဖွေရှာအာရခမီဒီယာကကြိုးဆိုပါတယ်ဒီနေ့အာရခမီဒီယာမှာအင်တာဗျူးဖို့အတွက်ဖိတ်ခေါ်ထားတာကတော့မြန်မာနိုင်ငံရဲ့အန်ယူဂျီလို့ခေါ်တဲ့အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယာယီသမရာကြီးဒူဝါလရှိလကိုတိုင်ဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့အာရခမီဒီယာကိုယာယီသမရာကြီးဒူဝါလရှိလက နေပြီးတော့ မြန်မာပြည်သူပြည်သားများအားလုံးကိုကျွန်တော်တို့အာရခမီဒီယာကတစ်ဆင့်မင်းမြန်ချက်တွေနဲ့မှားကြချက်တွေကိုမင်ကြားဖြည့်ဆို့သွားမှာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့သမ္မတရည်အနေနဲ့ဒါဆိုရင်ဒီကျွန်တော်တို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ဒီနှစ်နှစ်တာတက်တန်းအခုရောက်လာတဲ့အချိန်မှာအောင်မြင်မှုတွေပြီးတော့လိုအပ်ချက်တွေနောက်သင်ခန်းစာတွေအဲဘလို့တွေများသမ္မတရည်အနေနဲ့ မင်ကြားလို့ပါလေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနွေအဲ့မှာတော့ချားချက်တွေရှိပါလေအဲ့ဒါကတိုင်းတအားလုံးပါဝင်တဲ့ NUCC တို့ NUGG တို့ဆိုတော့စုဖွဲ့မှုတွေကိုကျွန်တော်တို့ကောင်းမှုစွာလှုပ်ဆောင်နိုင်ပြီးအထူးသဖြင့် NUCC ကဥဆောင်ပြီးတော့ Federal Democracy Charter ကိုရေးဆွဲနေပြီးတော့ပြည်သူလူထုရဲ့ရှေ့လုံငန်းစဉ် ိုင်းဒါဒီလိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတည်ထောင်ရေးအတွက်မူဝါဒဒီကိုချမှတ်ပြီးတော့လှုပ်ဆောင်နိုင်တဲ့အာမဒန်မှအောင်မြင်တဲ့အရာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ဘာမှမရှိတာကနေစပြီးတော့လက်နဲ့လေဘာမှမရှိတာကနေကျွန်တော်တို့အခုဆိုရင်ပြည်သူကကိုရဲတပ်မတော်ကိုကျွန်တော်တို့အောင်မြင်စွာတည်ထောင်နိုင်ပြီးခုချင်းဆိုပြီးတော့တိုင်ပေါင်း900ကျော် ထူထောင်နိုင်ပြီဖြစ်ပါတယ်တာဒီကအောင်မြင်တာဖြစ်ပါတယ်နောက်တစ်ချက်ကတော့မြို့နယ်ပေါင်းတရားနဲ့94မြို့နယ်မှာကျွန်တော်တို့ပြည်သူ့ဝန်ဆောင်မှုတွေလုပ်ဆောင်နိုင်ပြီဖြစ်ပါတယ်တရားစီရင်ရေးချမ်းမရေးပညာရေးစသဖြင့်ပေါ့နော်ကျွန်တော်တို့အဖက်ဖက်ကနေလုပ်ဆောင်နိုင်ခဲ့ရဆိုတာအောင်မြင်မှုဖြစ်ပါတယ်လူအချက်ကတော့ကျွန်တော်တို့ဒေါ်လာငွေဖြစ်တဲ့ကြောင့်ဘာမှမပြည့်မစုံကနေစပြီးလှုပ်လာတဲ့အခါမှာငွေရေးချေးရဲ့အခက်အခဲ နောက်တစ်ခါဒေါ်လာညင်းရင်းပေါ်ဒီကိုလက်နဲ့တည်းအပြည့်ဝတက်စင်ရဲ့စက်တွေတို့ကိုမလုံနိုင်သေးတာကကျွန်တော်တို့ရဲ့လိုအပ်ချက်တွေဖြစ်ပါတယ်အထူးသဖြင့်စစ်ကောင်စီကရဲရဲဆက်ဆက်ပြည်သူတွေကိုလိုက်ပြီးတော့နှိမ်နင်းနေတဲ့ရုရှားနိုင်ငံမှာကနေမာယူထားတဲ့ဒီလေးဒီကိုကျွန်တော်တို့ပြစ်ချနိုင်တဲ့လက်နဲ့ဒီကိုကျွန်တော်တို့မွေယူမတက်စင်နိုင်သေးတာကျွန်တော်တို့အခက်အခဲဖြစ်ပါတယ်အဲ့ဒီအခက်အခဲကြောင့်ပဲ အခုဆိုရင်သူကစိတ်ကြိုက်လိုက်ငွေနောက်ပြီးတော့ပြည်သူလူထုရဲ့တန်ခလာဆောက်အောင်ကြောင်းနေအပါဝင်ပြည်သူတွေရဲ့အိုးအိမ်၅တောင်းကြုံကိုသူကမိရှုဖြစ်စေတာကြီးကျွန်တော်တို့ခံနေရပါပဲနောက်တစ်ခါထောက်ပြုရဲ့စီတီကိုကျွန်တော်တို့ကောင်းကောင်းမလုပ်နိုင်တာဒါအားကျွန်တော်ရဲ့လိုအပ်ချက်ဖြစ်ပါလေဒါကြောင့်မလို့သင်္ကန်းစာနေနေတော့ဒီတော်လာကြီးမှာကျွန်တော်တို့အင်မတန်အရေးကြီး ကျွန်တော်တို့အနေနဲ့ကျူတင်ပြင်ဆင်နိုင်တော့အကောင်းဆုံးပါပဲကျွန်တော်တို့မှာသူကအမှတ်မထင်အာနာတင်းလိုက်တဲ့အကြောင်းကျွန်တော်ပြင်ဆင်ခြင်းမရမရရှိတာကျွန်တော်တို့ရဲ့အဲနည်းနည်းလိုအပ်ချက်တွေဖြစ်သွားတဲ့အကြောင်းသင်္ကန်းစာအနေနဲ့ကျွန်တော်တို့မှတ်ယူပါဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မှာအများဆုံးစစ်စစ်လုံးလုံးနဲ့ဒီတော်လည်းရဲမကြအောင်ကျွန်တော်တို့မှာပူပေါင်းဆောင်ရွက်ဖို့ကအင်မတန်ရည်ကြီးတယ်လို့ကျွန်တော်အနေနဲ့ပြောကြားချင်ပါတယ် ကျေးဇူးအထူးတင်ရှိပါတယ်သမလာကြီးဒါဆိုရင်အာကျွန်တော်ထပ်မေးချင်တာကတော့နောက်တစ်ချက်ကဒီတော်လှန်ရေးပါကျွန်တော်တို့ကစစ်အာဏာရှင်ပြုတ်ကြဖို့စစ်အာဏာရှင်ကြဆုံးသွားဖို့မပြီးတော်လှန်ဖို့အတွက်ကအရေးအကြီးဆုံးဖြစ်တယ်အဲတစ်ဖက်ကလည်းပဲဒီ Federal ပြည်ထောင်စုကြပြိုင်နဲ့တိဆောက်ဖို့လိုအပ်တယ်အဲ့တော့ Federal ပြည်ထောင်စုပေါ်ပေါက်မှုထက်စစ်အာဏာရှင်စနစ်ပြဖို့ကို အရင်ဆုံးကျွန်တော်တို့ကဘလို့နည်းနဲ့မဆိုအဲတွန်းလိုက်ရမယ်ဆိုတော့အချက်အပေါ်မှာသမရာကြီးအရင်နဲ့အဲဘလို့မျိုးအာမင်ချားလို့ပါလဲခင်ဗျာကျွန်တော်တို့ဒီဒေါ်လာညင်းနေပေါင်း90လောက်မှာတွေ့ကြုံရလာကအကြီးကတိုင်းတန်းဒီအလုံးလိုချင်တဲ့ကိုပိုင်ပြထားညမြင့်မြင့်เนี่ยมีมีอุชุเยสุเยอะก็อนาคตဖြစ်နေတာကစစ်စက်တာဖြစ်ပါတ စစ်စစ်တချင်းနေတယ်ဗျာပြည်သူလူထုအားလုံးမြုံမနေတယ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံမထူထောင်နိုင်ပါဘူးအဲ့တော့အရေးကြီးဆုံးကတော့စစ်တပ်ကိုကျွန်တော်တို့ဖိရှားပြစ်ဖို့ဖြစ်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့လက်နက်ကင်လန်းစစ်ပါလုပ်ပြီးတော့ခုလုဆောင်နေတဲ့အရာဖြစ်ပါတယ်အချိန်မှာပဲကျွန်တော်တို့မူဝါဒမရှိပဲနဲ့တွားလို့မရပါဘူးဒါကြောင့်မလို့ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ2000ရဲ့မူဝါဒဒီကိုချမှတ်ပြီးလှုပ်ဆောင်နေတာဖြစ်ပါတယ်ဒီလိုလှုပ်ဆောင်နေတဲ့အခါမှာ Federal Democracy ချတာကိုအားလုံးရေးဆွဲထားကြပြီးဒါနဲ့တည်လို့အခြေခံတဲ့ကောင်းစင်တာဖြစ်ပါတယ်ဒီလိုသွားတဲ့အခါမှာကျွန်တော်တို့ကာလ3ပါးကိုချိန်ထိုးထားတာရှိပါတယ်ပထမအနေနဲ့တော့လက်ရှိဂျာကာလမှာစစ်ကောင်စီကအမြန်ဆုံးဖြုတ်ချနိုင်ဖို့ဖိရှင်းနိုင်ဖို့ ဒုတိယအနေနဲ့သူကိုပြောင်းကာလလရောက်တဲ့အခါမှာကျွန်တော်တို့ရဲ့သူကိုပြောင်းရဲ့ Federal Democracy တွားမဲ့ Constitution ကိုရေးဆွဲမှဖြစ်ပါလေအဲ့ဒီတိုင်းကျွန်တော်တို့လုံဆောင်သွားမယ်အဲ့ဒီနောက်ပိုင်းမှာကျွန်တော်တို့တည်တည်ချာချာဆွေးနွေးပြီးတော့အနာဂတ်ကျွန်တော်တို့လူချင်းတဲ့ Federal Democracy နိုင်ငံတွားနိုင်တဲ့ Constitution ကိုကျွန်တော်တို့အားလုံးအချိန်ယူပြီးတော့ Why won't ဆွေးနွေးမယ်အဲ့ဒီရရှိလာတဲ့အဖြေနဲ့ကျွန်တော်တို့အနာဂတ်နိုင်ငံမှာအင်မတန်ငြိမ်းချမ်းသာရတဲ့အချင်းချင်းနိုင်ချက်စီနင်းလုပ်တဲ့ဟာမရှိပဲနဲ့တိုင်းသားအလုံးတန်းတူညီမျရှိတဲ့နိုင်ငံကိုထူထောင်ဖို့ကျွန်တော်တို့ဒီ constitution principle အတိုင်းပဲလုံလောဆောင်သွားမှာဖြစ်တယ်။ဒါကြောင့်မလို့ဆူလူရာကမခုစလုံးအရေးကြီးပါတယ်လို့ကျွန်တော်အနေနဲ့ပြောချင်တာဖြစ်ပါတယ်။ဟုတ်ကဲ့ကျေးဇူးအထူးတင်ရှိပါတယ်သမရာကြီး။ ဒါဆိုရင်ကျွန်တော်ဆက်လက်မြင့်မြတ်နေတာကတော့ဒီခုနကတော့ဆက်ဆက်နေပါတယ်ခင်ဗျာဒီဥပဒေပညာရှင်တချို့ဒီရဲ့တုံ့တက်ချက်အရာဆိုရင်ဒီပဋိညာဒီ charter နဲ့တွားနေရတဲ့အခါမှာအခက်အခဲတွေရှိတတ်တယ်ဒါဆိုရင်ဒီအခြေခံဥပဒေမူရန်းဆိုတာမျိုးနဲ့တွားတဲ့နယ်ဆိုတဲ့အယူဆချက်တွေလည်းရှိပါတယ်ခင်ဗျာဆိုတော့အဲ့ဒီအချက်ပေါ်မှာတော့သမရာကြီးအနေနဲ့ဒီ charter လို့ခေါ်တဲ့ပဋိညာနဲ့တွားနေရခြင်းကအခက်အခဲ အဲတွေ့နေရတာမျိုးရှိသလားတကယ်ကြီးကျွန်တော်တို့ကဒီအခြေခံဥပဒေမူကြမ်းသဘောပြုတ်နဲ့ရေးဆွဲပြီးတော့သွားမယ်ဆိုရင်ပို့ပြီးတော့အားကောင်းစေနိုင်သလားဟုတ်ကဲ့အဲ့ဒါသမရာကြီးအနေနဲ့မိကြပေးသေးလို့ပါခင်ဗျာဟုတ်ကဲ့ကျွန်တော်အနေနဲ့အမြင်နဲ့ပြောရမယ်ဆိုရင်ကျွန်တော်တို့တော်လန်ရေးဟာနံပါတ်1လွေကိုရမယ်ဘန်ကန်ရမယ်မြန်ဆန်ရမယ်ဆိုတဲ့ဒီအသက်ချက်သုံးချက်တော့ရှိတယ်ဒီ constitution တကယ်ကို ဖြစ်ပုံချက်ကောင်းတဲ့ကိုအချင်းယူပြီးတော့ရေးဆွဲနေရမယ်ဆိုရင်ကျွန်တော်တို့လာနေမှာနှောက်နေချမ်းချာနိုင်ပါတယ်နောက်တစ်ခုကတော့အင်မတန်ရှုပ်ထွေးတဲ့ဥပဒေပညာရှင်တွေပဲသိတဲ့အရာဆိုရင်ကျွန်တော်လောက်ရကြရတာခက်လိမ့်မယ်ဒါကြောင့်မလို့လွယ်လွယ်ကူကူဖြစ်တဲ့ဒီခြားတာနဲ့လုံဆောင်ချင်းတာကျွန်တော်တို့တက်ပူတင်ရုံနဲ့တို့ချင်ပါတယ်ခြားတာဆိုတာလည်းသဘောတူညီချက်ပါပဲတကယ်တော့ဖြစ်ပုံချက်ကောင်းတဲ့ဆိုရယ်ပဒီနေပါပဲ ဆိုတဲ့အခါကျတော့ဒီလွယ်ကူတဲ့ခြားတာနဲ့ကျွန်တော်တို့တွားရင်ပုံပြညာမယ်လို့ထင်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်ဒီဒုတိယကမ္ဘာစစ်မပြီးခင်မှာ British နဲ့ American တွေကအလန်တစ်ခြားတာကိုရေးဆွဲခဲ့ကြပါတယ်ဒီအလန်တစ်ခြားတာကဘောတူညီချက်နဲ့အနီးကမ္ဘာစစ်တွေပြီးဆုံးသွားတဲ့ခါမှာ British တွေကတို့တို့ရဲ့ကိုလိုနီအားလုံးကိုဆွတ်လွတ်ရမယ်ဆိုတဲ့ခြားတာနဲ့အနီးလှုပ်ဆောင်နိုင်ခဲ့တဲ့အတွက်ကြောင့် နိုင်ငံတော်များများဟာလွတ်လပ်ရဲ့ရသွားပါတယ်ကျွန်တော်တို့တွေလည်းလွတ်လပ်ရဲ့ရသွားခြင်းဖြစ်ပါတယ်ဒါကခြားတာနဲ့လွတ်ဆောင်ဖြစ်တဲ့အကျိုးများဖြစ်ပါတယ်ကျွန်တော်တို့တွေလည်းဒါဒီကတော့သတိထားဖို့လိုပါတယ်ဥပဒေဆိုတာကတော့လူပေါင်းမြောက်များစွာအချိန်ယူပြီးတော့ပြန်ပြန်လာဆွေးနွေးပြီးအပြည့်အမှားဆံမရှိအောင်လုပ်ရတာအချိန်လေးယူရပါတယ်နောက်တစ်ချက်ကပြည်သူအားလုံးကသိရှိရမယ်ကျွန်တော်တို့ ဥပဒေသဘောတရားကအဲ့ဒါကြောင့်ဒေါ်လာကြီးကလာမယ်အဲ့လောက်ကြည့်အချိန်မရှိနိုင်ဘူးဆိုတဲ့အနေခက်ခဲတွေစင်ခုံမှုတွေရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ခဏခဏပြောနေတယ်လို့ကျွန်တော်တို့မှာဒီအသွေးကိုပြောင်းရဲ့ကာလမှာပဲကောင်းကောင်းမွန်မွန်တိုင်းတာလို့ဒီခိုင်လူမျိုးတွေပေါ့ဘောကချင်းတွေရှမ်းတွေအကုန်ပေါင်းပြီးတော့ကျွန်တော်တို့ဆွေးနွေးကြမယ်အနာဂတ်ကျွန်တော်တို့လူချင်းတဲ့ပုံစံကိုတေချာဆွဲပြီးမှအဲအဲ့ဒီအတိုင်း ကျွန်တော်တို့လှုပ်ဆောင်သွားမယ်ဆိုရင်ကျွန်တော်တို့လိုချင်တဲ့ပုံစံမြန်မာနိုင်ငံတော်တစ်ကိုကျွန်တော်တည်ဆောက်နိုင်မယ်လို့ယုံကြည်ပါတယ်ဟုတ်ကဲ့ပါသမရာကြီးခုလို TTP မိဖြည့်ကြပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ဟုတ်ကဲ့သမရာကြီးဒါဆိုရင်ကျွန်တော်တို့အနေနဲ့ဒီအခုရေးဆွဲထားတဲ့အမျိုးသားညီညွတ်ရေးအစိုးရယာယီအဲဂျာဖြတ်အစိုးရအနေနဲ့ရေးဆွဲထားတဲ့မူဝါဒချတာအပေါ်မှာကျွန်တော်တို့ဒီ NLD ပါတီ ဘက်ကနေပြီးတော့ကောဘလို့သဘောထားရှိပါတယ်သဘောတူညီခုတွေအဲတည်ချာချာရှိပါလားအဲ့ဒါမင်းကြားစီတော့ပါလိမ့်ခင်ဗျဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ဒီလောလောဆယ်ရေးဆွေးထားတာကကျွန်တော်တို့ NUG နဲ့လည်းရွေးဆွေးတာမဟုတ်ပါဘူး NUCC ကလည်းပူပေါင်းတဲ့ရေးဆွေးမှုဖြစ်ပါတယ် ီလိုရွေးဆွဲတဲ့ကမှာကျွန်တော်သိရတဲ့လောက်ကတော့တိုင်းရင်းသားပါတီတွေအဓိကပါဝင်ခဲ့ကြပါတယ်ဥပမာဆိုပါတော့ SNLD နဲ့ KNU ကအဓိကပါဝင်ပြီးဆွဲခဲ့ကြပါတယ်အခြားနိုင်ငံတွေပါတီများစွာရောပါဝင်လာတယ်တိုင်းသားလက်နက်ကဲဖွဲ့ပြီး CDN MD now the big inazu ဒီအမျိုးသမီးပတ်အရမဲ့ဖွဲ့စည်းအားလုံးပါဝင်ပြီးရွေးဆွဲခဲ့တဲ့အကြောင်းဒီချတာဟာ တော်တော်တော့ကျင်တ်လောက်တယ်လို့ကျွန်တော်အနေနဲ့အဲယုံကြည်ပါတယ်။ဘာကြောင့်လဲဆိုတော့အဲ့ဒီမှာပညာရှင်တွေအထူးကြုံရှိတဲ့လူတွေတော်တော်များများပါတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ဒီလိုလှုပ်ဆောင်တဲ့အခါမှာကျွန်တော်တို့လုံးဝအပြည့်ပြည့်စုံတွေ့လို့မဆူတိုက်တာတော့မှအခြေခံမွားဖြင့်တော်တော်ကောင်းတဲ့အရာတွေပါတယ်။ဒါဟာဘာကြောင့်လဲဆိုတော့လူမျိုးပေါင်းမြောက်များစွာရှိတဲ့မြန်မာနိုင်ငံကသူ့ရဲ့ဒေသနဲ့သူ့ လွတ်လပ်စွာအုပ်ချုပ်ဖို့လွတ်လပ်စွာစီမံခန့်ခွဲဖို့နောက်ဇန်တူညီများရှိတဲ့ပမာလူမျိုးကြီးလူမျိုးတွေဆိုတာမရှိအောင်ကျွန်တော်တို့စဉ်းစားထားတဲ့ဟာဒီကအမခန့်ချက်ရှိတဲ့အတွက်ကြောင့်တော်ကောင်းတဲ့မိုးလို့ကျွန်တော်နေနေတော့ဆက်ယူထားပါတယ်ဟုတ်ကဲ့သမရာကြီးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာဒါဆိုရင်သမရာကြီးဟိုဆက်လက်ပြီးတော့မြင်မြင်ကျင်တာကသမရာကြီးအနေနဲ့ဒီကျွန်တော်တို့အထူးသဖြင့်ပါလေတချို့သောကျွန်တော်တိုင်းရင်းသား ဘက်တွေကနေပြီးတော့ Federal ပြည်ထောင်စုအပြင်အဲ့ဒီထက်ပုံစံတစ်မျိုးဖြစ်တဲ့ဒီ Confederate ဆိုတဲ့ပုံစံမျိုးနဲ့တွားလို့ရတဲ့ဆိုတဲ့အဲအယူအဆတွေပုံမှာရောသမရာကြီးအနေနဲ့အာဘယ်လိုများမှတ်ချက်ပေးမင်ကြားလို့ပါလဲခင်ဗျာကျွန်တော်တို့ဒီ Federal ဆိုတဲ့မူဝါဒကစပြီးချင်းတုံးခဲ့တာကဘယ်ရန်ဖြစ်ပါလဲ ောက်ခွန်ရခွန်စက်ချက်တော့ practice လုပ်ကြတယ်ပေါ့နော်ဒီတွေးခေါက်ကတွေးခေါက်ရဲ့သဘောတရားကတော့နိုင်ငံဒီနေနဲ့ပူပေါင်းတဲ့သဘောဖြစ်ပါတယ်ဆိုတော့အထူးဖြင့်သူကလွတ်လပ်တဲ့နိုင်ငံဒီနေနဲ့လို့ဆူလူတော်ဖြစ်ပါတယ်ကျွန်တော်တင်ကမှလည်းအလားတူသူ့ကြောင့်ရှိပါတယ်ဟိုချင်းတို့ကချင်းတို့ချမ်းတို့ဆိုတာကတိချာလွတ်လပ်တဲ့နိုင်ငံဒီဖြစ်ပါတယ်ဒီလိုတိချာလွတ်လပ်တဲ့နိုင်ငံဒီကလာပြီးတော့ ငါတို့တို့ဟာစုပေါင်းမှအားရှိမယ်ပြင်ပကရန်သူကိုလည်းနောက်တစ်ခါအဲတွန်းလာနိုင်မယ်နောက်တစ်ချက်ကတော့ကုံတွယ်ရဲလို့တဲ့ခါမှာစီးပွားရဲ့ရဒီလိုပေါင်းစည်းမှအင်နာကောင်းမှုနဲ့ဆိုတဲ့ရွယ်ချက်တွေပေါင်းစည်းကြခြင်းဖြစ်တဲ့ကြောင်းကျွန်တော်တို့တန်ကို coming together လို့ခေါ်ပါတယ် coming together conference conference ဖြစ်ပါတယ်အဲ့လိုလုပ်တဲ့ခါမှာကျွန်တော်တို့ပုံစံတော့အမျိုးမျိုးရှိတာပေါ့ ဖက်ဒရယ်မှာအဲအမီတန်မှာပြောင်းပြောင်းတဲ့ဖက်ဒရယ်ရှိတယ်လို့ကိုယ့်ဘက်ကပူပြီးတော့အခွင့်အရေးရှိတဲ့ဖက်ဒရယ်တနည်းအားဖြင့် confederate လို့ပြောကြလဲရှိပါတော့ကျွန်တော်အမြင်တော့ဒီတွန်လန်ကြီးချိန်မှာကျွန်တော်တို့စိတ်ဝင်ကွဲနိုင်တဲ့ဟာမျိုးတွေကိုမပြောဘဲနဲ့ federal ဆိုလို့လောက်ပါပြီအဲ့ဒီ federal ကမိမိတို့ရဲ့ data မိမိတို့ရဲ့လူတွေတို့ဘောချတဲ့ federal မျိုး သူတို့ချင်းလက်လောက်တဲ့ Federal News ဆိုတော့ကောင်းမယ်လို့ကျွန်တော်တို့ထင်ပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဒီစစ်ကောင်စီကိုအများဆုံးဖြုတ်ချရေးကိုကျွန်တော်လုပ်တဲ့ချိန်မှာဒါကြည့်အငင်းပွားနေတာမဟုတ်ပဲနဲ့ဤသူလူထုအားလုံးရဲ့ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ကိုယ်ပိုင်စမခန့်ခွင့်ရှိတဲ့ Federal News လူပြောထမ်းလုံလောက်မယ်ထင်ပါတယ်နောက်ပိုင်းကတော့ခုတည်းကကိုကြိုက်တယ်လို့ပေါ့ဥမာရခိုင်ဆိုနေခိုင်မှာ အဲသူရဲ့နိစ္စကြသူပင်လေလေးရှိတော့အခြားသူတွေနဲ့ကုံတွယ်မှုဒီမှာသူရတော့မှာပါအဲ့ဒါတွေက conference confederation ဆိုဖြစ်ပါတယ်တိတ်ပြေ confederation ကိုများသွားမယ်ဆိုရင်လေတီချမ်းနိုင်ငံမျိုးပြန်ပြန်ဖြစ်သွားတတ်တယ်ဆိုတော့ theory လေးရှိတဲ့တကြောင်ကျွန်တော်နေနေတော့လောလောဆယ်ဒီမြန်မာနိုင်ငံမှာတော့ federal နိုင်ငံလို့ပြောရင်လောက်ပါတယ်ကျွန်တော်တို့ချိန်တဲ့ပုံစံနဲ့ပြန်ပြီးလုပ်ရရပါတယ်လို့ကျွန်တော်တင်တဲ့ ဆိုချင်ပါတယ်ဟုတ်ကဲ့ပါသမရာကြီးအခုလိုအကြံတဝင်ရှင်းပြပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ဒါဆိုရင်ကျွန်တော်ဆက်ပြီးတော့သွားကျင်တာကတော့ကျွန်တော်တို့ဒီနိုင်ငံတကာနဲ့သမရာကြီးခုနကအဲပြောပြတဲ့အတိုင်းကျွန်တော်တို့ရဲ့ဒီစစ်အာဏာရှင်စနစ်ဒီစစ်အာဏာရှင်လက်အောက်ကလွတ်မြောက်ဖို့ကနံပါတ်1အရေးကြီးတယ်ဆိုတော့အဲပြောပြချက်အပေါ်မှာဒီနိုင်ငံတကာကနေပြီးတော့အခုကျွန်တော်တို့မျိုးဥတော်လှန်ရေးအပေါ်မှာ ဆက်အာရှင်ပြုတ်ကြရေးအတွက်အဲပါဝင်လှုပ်ဆောင်နေတဲ့အခါမှာသမရာကြီးအနေနဲ့အဲ့ဒါကိုဘယ်လိုမျိုးမင်ကြားလိုပါလဲခင်ဗျာဘယ်လိုမျိုးအကောင်းဆုံးအတင်ပြကျွန်တော်တို့ပြည်သူတွေကိုပြောပြခြင်းပါလေခင်ဗျာအခုကျွန်တော်တို့ရဲ့လှုပ်ဆောင်ချက်မှာနိုင်ငံတကာရဲ့အမြင်ဆိုတာအခုဆရာမေးလို့ဖြစ်နေပါတယ်ကျွန်တော်တို့နိုင်ငံတစ်ခုပဲကပါမှာရည်တည်လို့ရတာမဟုတ်ပါဘူးအဲ့ဒီကပါလုံးရဲ့ တွေ့ပူပေါင်းဆောင်ရွက်မှုဟာအင်မတန်အရေးကြီးပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့လုံဆောင်တဲ့ခါမှာကျွန်တော်တို့မူဝါဒတွေက all inclusive ဖြစ်သလားတရားမျှတမှုရှိသလားတကယ်ကောလွတ်လပ်မှုရှိသလားအခွင့်အရေးဖြစ်ွားရမလားကျွန်တော်တို့နိုင်ငံကထူးခြားတာကတိုင်းသာပေါင်းစုံများစွာပါဝင်တဲ့ကံသူတို့ရဲ့အခွင့်အရေးကိုတကယ်အမှတ်ခံချက်ရှိတဲ့ပုံစံဖြစ်သလားဆိုတာအမြင့်ချင်ထိုးနေပါလေသူတို့ဒါကြောင့်မလို့ကျွန်တော်တို့ကလည်းညီညွတ်ကြောင်းကဘာကို တောက်လျှောက်ပြနေဖို့လိုပါတယ်ကျွန်တော်လက်တွေ့လက်ပြမှုလိုပါတယ်ကျင်းညာချက်တွေလည်းထုတ်ပြန်ဖို့လိုပါတယ်စသဖြင့်ကျွန်တော်တို့ဖက်ဖက်ကနေအဲသဘောတူပြီးတော့ညညာပြီးတော့ဒီစစ်ကောင်စီပြုတ်ချရေးကျွန်တော်တို့အမန်တကယ် Federal Democracy 2000လို့ဆိုတာပြမှုလိုပါတယ်အဲ့ဒါမှကလည်းကဘာကကျွန်တော်တို့ကိုကိုနေနိုင်မှာဖြစ်တဲ့အကြောင်းကျွန်တော်တို့ကအင်မတန်အရေးကြီးပါတယ်အဲ့လို ကဘာကတာပေါ့လာမယ်ဆိုရင်ကျွန်တော်တို့အများဆုံးကျွန်တော်တို့လူချင်းတဲ့ပုံစံကိုတို့အနေနဲ့ကိုညီလိုက်လာနိုင်မှာပါ legitimacy ခေါ်တာပေါ့နော်တို့အနေနဲ့လက်နဲ့ဒီပါတယ်မပေးနိုင်တာတော့မှဥပဒေအရနိုင်ငံရေးအရတို့ legitimate ပေးမယ်ဆိုရင်ကျွန်တော်တို့အများဆုံးစစ်ကောင်စီကိုဖေရှားပြီးတော့ကျွန်တော်တို့လူချင်းတဲ့ federal နိုင်ငံကိုထူထောင်နိုင်မှာဖြစ်ပါလေဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ညီညွတ်ချောင်းကိုတော့အမြဲတမ်းပြဖို့လိုပါတယ်ကျွန်တော်တို့ ကိုဟာကိုပဲလောက်ကြမယ်ဆိုရင်တော်ခက်ပါလေဒါအလုံးသိပါလေလူခဲ့တဲ့နေပေါင်းများစွာကလည်းကိုလူမျိုးနဲ့ကိုပဲလောက်ကြတဲ့ခါကျတော့ကျွန်တော်တို့စစ်ကောင်စီကိုမဖေရှားနိုင်ပါဘူးဒီချင်ကအလုံးညီနေနေနဲ့ကျွန်တော်တို့ဖေရှားဖို့အဖို့ဆိုချင်ဖြစ်တဲ့ဆိုတာကိုကျွန်တော်တို့ဝေဝါးမနေပဲနဲ့ကျွန်တော်တို့တွေဟာလက်တွေ့ပြဖို့အင်မတန်ရည်ကြီးတယ်လို့ကျွန်တော်နေနဲ့ပြောချင်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာကျေးဇူးအထူးတင်ရှိပါတယ်သမလားကြီးဒါဆိုရင်အခုဒီစစ်ကောင်စီကလည်းဒီ2023မှာအတင်းပေါ့လေသူတို့အနေနဲ့ရွေးကောက်ပွဲမရမနေရတဲ့နေရာမှာမရမကလုပ်မယ်ဆိုတဲ့သဘောမျိုးဟိုတွေ့နေရပါတယ်အဲဒါအပြင်တချို့တချို့သောအဖွဲ့အစည်းတွေကလည်းဒီရွေးကောက်ပွဲထဲမှာတွားပြီးမှဝင်မယ်ဆိုတဲ့အနေအထားမျိုးကိုတွေ့ရပါတယ်သမလားကြီးဆိုတော့ဒီကျွန်တော်တို့တွေကဒီစစ်ကောင်စီစစ်အာဏာရှင်ပြုတ်ကျသွားဖို့အတွက် လက်နက်ကင်တကယ်ကိုတော်လှန်ရေးနဲ့ပဲဆက်သွားရမလားသို့မဟုတ်ရင်တနည်းအားဖြင့်ဒီရွေးကောက်ပွဲထဲမှာဝင်ပြီးတနည်းအားဖြင့်ဒီလက်နက်ကင်မဟုတ်တဲ့ပုံစံမျိုးနဲ့ရောအထဲမှာတချို့တွေကအဲ့လိုလုပ်ယူတဲ့နီးနဲမှသာလျှင်လည်းရနိုင်မယ်ဆိုတဲ့အတွေးအခေါ်မျိုးတွေနဲ့အဲတင်နေတာတွေကိုတွေ့ရပါတယ်ခင်ဗျာဆိုတော့အဲ့ဒီဟာမျိုးကိုသမရာကြီးအနေနဲ့ဘယ်လိုဖတ်ချက်ပေးအာမင်ကြားလို့ပါတယ်လေခင်ဗျာအဲဒီ စစ်ကောင်စီဟာစစ်တပ်ဟာဆိုတော့သူတို့ရဲ့တည်ကတော့ဘာပဲဖြစ်ဖြစ်တောက်လျှောက်လိန်နေပါပဲ the white and rule ဆိုတာကိုသူတို့အင်္ဂလိပ်စကားသင်ထားတဲ့အတိုင်းဆက်ပြီးလုပ်ပါတယ်လိုခဲ့တဲ့နေပေါင်း90ကျော်လုံးကလည်းဒီလိုပဲ the white and rule ချစ်တုံးပြီးတော့တိုင်းတားတွေအားလုံးရဲ့အခွင့်အရေးသူလုပ်ပါတယ်အခုလည်းဒါပဲဆက်လုပ်နေတာဖြစ်ပါတယ်ကျွန်တော်တို့အမြင်မှာအမျိုးမျိုးတော့ခွဲနိုင်တာပေါ့တချို့အမြင်ကတော့ အဲဒီရုပ်ောက်ပွဲဝင်တဲ့ပုံစံမျိုးနဲ့ဒီကျွန်တော်တို့လိုချင်တဲ့ Federal နိုင်ငံ2000လိုက်မလားဆိုပြီးတော့သူတို့ထင်ကြတာမရပါဘူးကျွန်တော်တို့တသက်လုံးအတွေ့ကြုံရသူကတော့ဒီလိုပဲလိန်ညာလက်ပတ်နေမှာဖြစ်တဲ့အတွက်ကြောင့်စုစည်းပွဲကနေတာရမယ်ဆိုတော့လုခဲ့တဲ့ NCA တင်းကလည်းရပြီပေါ့မရနိုင်ပါဘူးဒါကြောင့်မလို့လက်နက်ကန်လမ်းစစ်ကိုလည်းချင်းတုံးလာကြတာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီသူ့ရဲ့ အတူရောင်ရွေးကောက်ပွဲကိုတော့ဘယ်လိုနည်းမှဝင်မပါဘူးမထောက်ခံမိဘူးအင်မတန်ရေးကြည့်ပါတယ်အဲ့ဒီမှာတော့ပါမည်လို့ရှင်တော့သူနစ်ပေါင်းများဆိုတာကျွန်တော်ရုန်းနဲ့သူပြန်ပြီးတော့အုပ်ချုပ်သွားမှဖြစ်ပါတယ်။ဒါကြောင့်မလို့ခုတော့မှအင်းပွားနေကြတာ88 generation ချင်းချင်းမှတော့မှခါလေးတချို့ကွာမယ်သူကမပွားဘူးဆိုတဲ့ဟာဒီကအင်းပွားပြီးတော့ဒီအင်းပွားလေသူကခွင့်ကောင်းဖြစ်လေဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ကတော့ပြတ်ပြတ်သားသားပဲ သူနဲ့ဒီလိုလမ်းစဉ်ညွှန်နေတော့ဘယ်လို့မှမရဘူးသူ့ကိုလုံးဝနိုင်ငံကြီးလောကအနေနဲ့ဖေရှားပြီးတော့ကျွန်တော်တို့သွားနိုင်မှာကျွန်တော်တို့လူချင်းတဲ့ပုံစံရောက်မယ်ဆိုတာကတော့ပြက်ပြက်တတနားလေဖို့လူမယ်လို့ချင်ပါလေဒါကြောင့်မလို့ကျွန်တော်တို့တို့တွေဟာအင်တန်ဒရီထားမဲ့ချင်ဖြစ်ပါလေကဘာကြီးကိုလည်းပြဖို့ဖြစ်ပါလေဒါကြောင့်မလို့ဖြစ်နိုင်တော့ဒီပါတီတင်းနေတဲ့ရုပ်ောက်ဘက်ကိုလုံးဝမပါဘူး ဒီစီယုံဒီပြောပြထားဖို့လူမယ်လို့ကျွန်တော်အနေနဲ့သတင်းစကားပန်းချင်ပါတယ်။ဟုတ်ကဲ့ခင်ဗျာအထူးကျေးဇူးတင်ပါတယ်သမလာကြီးဒါဆိုရင်အဲသမလာကြီးတို့အနေနဲ့ကျွန်တော်တို့အားကြားသိထားရတာကတော့ဒီအခုနာမည်အခုရောက်ရှိနေတဲ့2023နဲ့မှာသတန်တဲ့ညီတပြိုင်တည်းတွန်းဆိုပြီးတော့ဆောင်ပုတ်နဲ့သမလာကြီးတို့ဒီအမျိုးသားညီညွတ်ရေးအစိုးရကတွန်းအားပေးသွားမယ်တကယ်တမ်း ဒီထက်တွန်းလို့တိုက်တိုက်နဲ့ဘလို့လှုပ်ဆောင်သွားမယ်ဆိုတာမျိုးအကြားပါတယ်ခင်ဗျာဆိုအဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့သမရာကြီးအာမင်ချာရှင်းပြစီလိုပါတယ်ခင်ဗျာဟုတ်ပါတယ်ကျွန်တော်တို့စောတုကမေကွန်းကလည်းပါသွားသလိုညီညွတ်မှုပြဖို့ကအင်မတန်ရေးပတဲ့ရှိပါတယ်ကဘာကလည်းကြောက်နေတာကဒီမှာတကယ်လို့များစစ်တပ်များမရှိလို့ရှင်တော့ organization ဖြစ်သွားမလားဟုတ်ကဲ့အားလုံးဝေယုံတုံကနဲ့အချင်းချင်းမှာ ရူးဆော့အော်ဒါတွေမရှိတဲ့နေရာများဖြစ်တော့မလားဆိုတာဆိုရင်ချင်းစိတ်ကြီးရှိကြပါတကယ်တော့ကျွန်တော်တို့ကညင်ညင်လုံနိုင်တယ်ဆိုတာကိုပြဖို့အင်မတန်ရေးချီးပါတယ်ဒါကြောင့်မလို့အားလုံးညင်ညင်ရွတ်နေတဲ့တတန်ဒီညီတချီဒီယုံဆိုတဲ့အတိုင်းကျွန်တော်တို့ယုံဖို့သူ့ရဲ့ဖြားရောက်မှုမှာမလိုက်မိဖို့အင်မတန်အရေးကြီးတယ်လို့ကျွန်တော်လည်းနဲ့ပြောချင်ပါတယ်အဲ့ဒီလိုဆောင်တဲ့အခါမှာကျွန်တော်တို့ရဲ့ strategy က ပြည်သူလူထုရဲ့စိတ်ဆန္ဒနဲ့မညီတဲ့ဟာမလုပ်မည်ဘူးဥမာပါတီတီအဲတို့တို့သူမထောက်ခံတဲ့လူတွေရှိတယ်ပါလဲမပါဖြစ်နေတဲ့ပါတီတီရှိတယ်အဲ့ဒါတွေကိုချင်းချောက်ပြီးမင်းတို့ကဘယ်ပဲပါသလားဆိုပြီးတော့ကျွန်တော်တို့ချင်းချောက်တဲ့ဟာမျိုးတွေလည်းမဖြစ်အောင်ပါနော်တို့တို့ပါတော့သူဆုံးဖြတ်ပါစေဘယ်ဟာမှန်တယ်မှားတယ်စသိအောင်ကျွန်တော်တို့လည်းရှင်းတော့တို့တို့နဲ့ချစ်တွေ့သူဆက်ဆံဖို့အရေးကြီးတယ်ကျွန်တော်တို့အကျန်း ပဒန်းနဲ့မလုံးမီဘူးပြည်သူလူထုရဲ့ချစ်ချင်းမေတ္တာကိုရအောင်လုပ်ဖို့အင်တန်ရည်ကြီးတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာသမရာကြီးအထူးကျေးဇူးတင်ရှိပါတယ်ဒါဆိုရင်အဲနောက်ဆုံးတစ်ခုမေးကြည့်ချင်တာကဒီအကယ်၍ကျွန်တော်တို့ပြည်သူခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်ကိုများအဲစစ်ကောင်စီကလွှတ်ပေးလာပြီးတော့အဲ့ဒီလိုအခြေအနေမျိုးတစ်ခုကိုအဲပေါ်ပေါက်လာတယ်ဆိုရင်အဲသမရာကြီးတို့အနေနဲ့ဘယ်လိုမျိုးပြီးတော့စစ်ကောင်စီကသာဒေါအောင်ဆန်းစုကြည်ကို ညှိနှိုင်းဖို့အတွက်စပြီးတော့အဲ့ဒီရှေးလောက်လာတဲ့အစပြုပြီးတော့အဲ့ဒီပုံစံမျိုးနဲ့တနည်းအားဖြင့်ဖန်တီးလာတယ်ဆိုရင်သမ္မတကြီးတို့အနေနဲ့အဲဘယ်လိုများဟာရှေ့ဆက်သွားဖို့အတွက်အဲမျှော်လင့်ထားပါလိမ့်ခင်ဗျာအဲ့ဒါပြောလို့ရရင်မင်းကြားစီလိုပါလိမ့်ခင်ဗျာဟုတ်ကဲ့တိုင်းဒါတော်လည်းညမဒီအထူးဆိုရင်လည်းအဲ့ဒါပါပါတယ်အရင်ကလည်းဒီလိုပဲကစားခဲ့ကြတယ်ထောင်ဆန်းစုကြည်က အဲအားလုံးကိုခြုံပြီးကောင်းဆောင်နေတာဖြစ်တယ်။နောက်သူ့အနေနဲ့ကလည်းဒီ modernization ကိုတဲ့ပမာလူမျိုးကောင်းစားရေးကိုပဲဦးစားပေးလုပ်ဆောင်ခဲ့တဲ့ထောက်ခံတွေလည်းရှိခဲ့တော့မယုံကြဘူးပေါ့။မယုံတဲ့ဟာမျိုးကိုအခုလည်းတကယ်လို့များတော့ဆန်းစုကြည်ကိုသူလွတ်ပေးပြီးတော့အမျိုးမျိုးလှည့်ဖြားတာဖြစ်နိုင်တယ်ဆိုတာကိုတွေ့ချက်ပြီးတော့မပါဝင်ချင်တာမယုံကြည်တာအများကြီးရှိပါတယ်။ဒါပေမဲ့ ကျွန်တော်အဲ့ဒါဒီကိုတော်တော်များများထဲထဲဝင်လို့ NLD တွေရောအချမ်းပေါ်မှာကောင်းဆောင်နေတယ်လဲတော်တော်များများဆွေးနွေးတဲ့အခါမှာသူတို့ကအဲ့လိုပုံစံတော့မရှိတော့ဘူးဆိုတာရှင်းရှင်းလင်းလင်းသူတို့အဲပြတ်တာနေကြပြီဖြစ်ပါလေကျွန်တော်တို့အဓိကရှင်းပြပြမှာကစစ်တပ်ရဲ့အုပ်ချုပ်ရေးစနစ်သူရဲ့ policy ပဲဖြစ်တယ်ဆိုတာသူတို့လည်းနားလေသဘောပေါက်နေကြပါပြီဒါကြောင့်မလို့ကျွန်တော်တို့ကအချင်းချင်းယုံကြည်ကြည်နဲ့တွားမယ် တော့အောင်ဆန်းစုကျင်နေတဲ့လေခဏခဏသူသတင်းပါလာကပြည်သူလူထုကြိုက်တဲ့ပုံစံနဲ့လည်းတွားကြမှာဆိုပြီးတော့အမြဲတမ်းသတင်းစကားပါပါတယ်လို့ကျွန်တော်သိရတော့ပြောပြချင်ပါတယ်ဟုတ်ကဲ့ပါသမရာကြီးကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာတတော်မေကွန်ကတော့အာဒီလောက်ပါပဲဒါပေမဲ့သမရာကြီးကိုပြည်သူလူထုတွေအနေနဲ့ကျွန်တော်တို့ရခိုင်တိုင်းရင်းသားဒီရခိုင်လူမျိုးတွေအပါအဝင်တိုင်းရင်းသားလူမျိုးတွေအားလုံးနဲ့မြန်မာပြည်သူတွေအတွက်ဘာတွေကိုအဓိက အခုလောလောဆယ်မှာလှုပ်ဆောင်နေသင့်လဲဆိုတာကိုအာပြောပြလို့ရရင်သမရာကြီးအနေနဲ့မိကြသွားစီလို့ပါခင်ဗျာကျေးဇူးထူးတင်ရှိပါဟုတ်ကဲ့ကျွန်တော်အနေနဲ့တော့နောက်ဆုံးနဲ့ပြောချင်တာကအားလုံးဒီချိန်မှာယုံယုံချင်ချင်နဲ့ညီညွတ်ညွတ်နဲ့ထုတ်ချနိုင်ဖို့အားသူ consign နဲ့လုပ်ချရအောင်အနာဂတ်မှာသူနဲ့သူအနိုင်သက်ရှိတဲ့တန်တူညီမမရှိတဲ့နိုင်ငံမဟုတ်တော့ တဲ့နိုင်ငံကိုချင်းတိဆောက်ရအောင်ရခိုင်မျိုးသားများပါဝင်ကြတဲ့တိုင်းသားအလုံးကလည်းဒန်းတူဤသူရှိတဲ့နိုင်ငံမျိုးကိုချီထောင်ပြီးတော့ဧဝံတန်မှာသူတက်ခွင့်ပြုတဲ့နိုင်ငံစစ်ဆိုတဲ့အတန်တော်မကြတဲ့ငြိမ်းချမ်းတဲ့စီဝါရေးသူတက်ခွင့်ပြုတဲ့ပညာရေးဧဝံတန်ကောင်းတဲ့နိုင်ငံဒုနဲ့ဒုလေးစားမှုရှိတဲ့နိုင်ငံဖြစ်ထူထောင်နိုင်ကြပါစေလို့ကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်ရခိုင်လူမျိုးတွေ ခံစားနေရတဲ့စစ်တမ်းတွေကလည်းပြုနေချမ်းသာကြပါစေလို့ကျွန်တော်လည်းအဲစကားပါချင်ပါတယ်ကျေးဇူးထူးတင်ရှိပါတယ်သမ္မတကြီးသမ္မတကြီးအားလုံးဒီမြေဥတော်လန်ရင်းနဲ့စစ်အာဏာရှင်စနစ်ပြုပြရေးအများဆုံးအကောင့်ထဲပေါ်ပါစေလို့ကျွန်တော်တို့ကလည်းဆုမကောင်းအားတောင်းဆန္ဒပြုပါရခင်ဗျာကျေးဇူးတင်ပါတယ်တာလီဇော့ပါတာလီဇာတာလီဇာဟုတ်ကဲ့အခုတင်ဆက်သွားတာကတော့ကျွန်တော်တို့ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ယာယီတမရာကြီးဒူဝါမရှိလဖြစ်ပါတယ်ခင်ဗျာအခုလိုတမရာကြီးကိုယ်တိုင်အရခမီဒီယာကလာရောက်ပြီးမြန်မာပြည်သူပြည်သားတွေကိုမှားချမိန့်ချဖြေချပေးတဲ့အတွက်ထူးကျေးဇူးတင်ရှိပါတယ်ကျွန်တော်တို့အရခမီဒီယာကနေပြီးတော့အမှန်တရားဖွေရှားအရခမီဒီယာကကျွန်တော်တို့မြန်မာပြည်သူပြည်သားတွေအတွက်အကျိုးရှိမဲ့စစ်အာဏာရှင်စနစ်ကလွတ်မြောက်မဲ့နိလန်ကောင်းတွေ ကိုအမြဲတမ်းရှာဖွေတင်ဆက်နေတာဖြစ်ပါတယ်။နောက်လည်းစောင့်မျှော်နားဆင်ကြပါလို့ပြောကြားလိုက်ရပါတယ်ခင်ဗျာကျွန်တော်ကတော့တင်ထွန်းစားပါအားလုံးပါတီဆော့ပါ